မင်္ဂလာညချမ်းပါရှင်။နေပြည်တော်မိုးလေဝသနယ်ဇလာပိတာညချမ်းမူစီဌာနမှာ2025ခုနှစ်ဇွန်လ2ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုက်တော်ရရှိခဲ့တဲ့အမြင့်ဆုံးဘူချိန်များမှာနေပြည်တော်မှာ28ဒီဂရီဆက်စီရဲ့82ဒီဂရီဖာရန်ဟိုက်နဲ့ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ30ဒီဂရီဆက်စီရဲ့86ဒီဂရီဖာရန်ဟိုက်စီတို့ဖြစ်ကြပါတယ်။ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသကြိုးတို့မှာဖမ်းယူရရှိတဲ့ပုံရ ကပ်ပလီပင်လယ်ပြင်နေဘင်္ဂလားပင်လယ်တို့မှာတိမ်တင့်တင့်မှတိမ်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ရှမ်းပြည်နယ်ကချင်ပြည်နယ်စကိုင်းနယ်ဒေသကြီးထပ်ပိုင်းရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီးအေရော်ရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ မိုးဒိန်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးဒိန်တောင်များရွေ့လာရနေရတဲ့ရှောင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ကပ်ခြင်းမိုးထစ်ကျုံခြင်းမိုးကြိုပြစ်ခြင်းပျက်စီးလက်ခြင်းနဲ့မိုးသီးကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်။ကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်တင်တင်မှတိမ်ထူထပ်နေရကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်ော်ခြေနေမှာကပ်ပလီပင်လယ်ပြင်နေဘင်္ဂလားပင်လယ်ော်တို့မှာမုတ်တုံလေးအာကောင်နေပါတယ်။မြန်မာပင်လယ်ပြင်မှာ မြမကဲဦးရဲတချောင်းနဲ့ကံလုံပင်လေးပြင်းတို့မှာရံပန်ရံကမိုးသက်လေးပြင်းများကြာရောက်ပြီးလိုက်ကြည့်ပါမယ်။မိုးသက်လေးပြင်းကြာစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအိုင်ကို35မိုင်တီတိုက်ခတ်နိုင်ပါတယ်။လိုင်းမြမမြမကဲဦးရဲတချောင်းနဲ့ကံလုံပင်လေးပြင်းတို့မှာကိုးပေမှာ73ပေကန်ရှိနိုင်ပါတယ်။မနှက်ဖြတ်မောတဲချိန်ဒီခံမှန်းချက်များအနေနဲ့ကတော့စကိုင်းနယ်ဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာစစ်စစ်နေရှမ်းပြည်နယ်ကချင်ပြည်နယ် စကန်နဒီတာကြီးထပ်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံ့ပြားမုန်တချုံရွာပြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီး ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမူကြီးနိုင်ပါတယ်။နေပြည်တော်နဲ့ဒီတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာမိုးတင်တင်ထချုံရွာပါမယ်။အမြင့်ဆုံးမူကြီးမှာ29ဒီဂရီဆက်စီယံ84ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးမူကြီးမှာ25ဒီဂရီဆက်စီယံ89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ရှမ်းကုန်းမြို့နယ်ဒီတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာလေမိုးတင်တင်ထချုံရွာပါမယ်။ အနည်းဆုံးဘူးချိန်မှာ30ဒီဂရီဆက်စီရဲ့86ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ25ဒီဂရီဆက်စီရဲ့89ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်ဤတွိုင်းမနက်ဖြန်အတွင်းမိုးလေဝသအခြေအနေခန့်မှန်းချက်မှာမိုးတစ်ချိန်တစ်ချိန်ထစ်ချုံရွာပါမယ်။အနည်းဆုံးဘူးချိန်မှာ30ဒီဂရီဆက်စီရဲ့86ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ26ဒီဂရီဆက်စီရဲ့89ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်အနေနဲ့ကတော့မုတ်တုံးလေးအာတင်တင်ရှိပါမယ်။ ရေးကြီးချင်းသတိပေးချက်ဒီကနေ့မြန်မာစံတော်ချိန်7:30နာရီချိန်တိုင်းထွားချက်အရ AR မြေဟာကတားမျိုးမှာရေမျိုးရဲ့စိုးရင်ရေမှန်အောင်ရှစ်ပေခွဲကံမှာရောက်ရှိနေပါတယ်အဆိုပါမြေဟာနောက်နှစ်ရက်အတွင်းရေမျိုးရဲ့စိုးရင်ရေမှန်တုံရောက်ရှိနေပါတယ်သူဖြစ်ပါပြီကတားမျိုးနဲ့အတွဲရှိမြေကန်အနီးနဲ့မြေနှိပ်ပိုင်းနေထိုင်သူများအနေဖြင့်ကြိုတင်သတိပြုနိုင်ပါရနဲ့မြေရင်မြင့်တက်လာပါကအချိန်မီရှောင်ရှားနိုင်ပါရန်သတိပေးနှုတ်ဆက်ပါတယ်အခုတင်ပြခဲ့တာကတော့ ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလီဝတ္တသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။